Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Big Boss Racing Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ17ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတူမှကြည့်ကြမှာဖြစ်ပါတယ်เนาะ Okay ဒီနေ့မှာလည်းသတင်းတူလေးတွေရှိနေတာဖြစ်တယ်အဲ့တော့ပို့ပြီးတော့ရေးကြည့်တဲ့သတင်းကဘာလဲဆိုတော့အခုဆိုရင်မိုးရွာသားသတင်းလေးကသတိထားမဲ့အခြေအနေမှာရှိနေပါတယ်เนาะမနေ့ကဆိုရင်လည်းဒီဒီမန်းလေးမှာတိုက်သွားတဲ့မုန်တိုင်းကဆိုတော်တော်လေးကိုပေါ့เนาะကြမ်းတမ်းမှာတချို့နေရာမှာဆိုရင်အပျက်စီးတွေဖြစ်သွားတော့တွေ့ရပါတယ်เนาะအဲ့တော့သတင်းတွေမကြီးညာခဲ့အရင်ဆုံးလိုရီတူရှင်သတင်းလေးတွေဖတ်ပြပေးပါမယ်เนาะ မြင်းကြံမြို့ပေါ်တွင်ပြည်သူများကိုအနိုင်ကျင့်စစ်ဆေးငွေတောင်းနေတဲ့ရင်းတင်းရဲများကိုမိုင်းခွဲတိုက်ခိုက်မှုရဲတအုပ်အပြင်းထန်ဒဏ်ရာသွားတယ်လို့သတိရရှိပါတယ်နော်အဲ့ဒါတော့မန္တလေးတိုင်းမြင်းကြံခရိုင်မြင်းကြံမြို့ပေါ်မှာပြည်သူများကိုအနိုင်ကျင့်စစ်ဆေးငွေတောင်းနေတဲ့ရင်းတင်းရဲများကိုမိုင်းခွဲတိုက်ခိုက်ခဲ့မှုခဲ့ရာရဲတအုပ်အပြင်းထန်ဒဏ်ရာရှိခဲ့ကြောင်းမြင်းကြံဘလတ်တိုက်ကတပ်ဖွဲ့ဘုံမိုက်ခဲကပြောပါတယ်ပေါ့နော်အဲ့ဒါဘုံမိုက်ခဲတို့တပ်ဖွဲ့ရဲ့လက်ချက်ဖြစ်ပါတယ်နော် နောက်ထပ်သတင်းပုဒ်ကလည်းရွှေကျင်မြို့နယ်ခမရ9ခုရှိတရင်ဌာနချုပ်ကိုတိမ့်ပိုင်မှုစစ်သားအလောင်း30ခုတွေ့ရှိရပြီးစစ်တုံးမှန်6ဦးနဲ့တူမိသားစု9ဦးကိုဖမ်းမိတယ်လို့သတင်းရရှိတယ်။ဒါအပြင်လက်နက်မျိုးစုံ83လုံး၊ဂျမ်မာဆက်3လုံးနဲ့ခဲယမ်းများပါရရှိတယ်လို့သတင်းရရှိပါတယ်နော်။အဲ့ဒီရဲ့လက်နက်သိမ်းဆည်းမှုတွေထဲမှာပေါ့နော်0.5စက်တနက်တွေလည်းပါတယ်ပေါ့နော်။ပြီးရင်85နောက်ပွင့်81မှမှ60မှမှလက်နက်ကြီးအပါအဝင်လက်နက်မျိုးစုံ83လက်ဂျမ်မာဆက်3လုံးနဲ့ခဲယမ်းများပါသိမ်းဆည်းရမိကြောင်းသတင်းရရှိပါတယ်နော်။ကဲပြားနဲတာမဟုတ်ဘူးနော်။ အဲ့တော့ဘဘကြီးအလူပေါ့နော်ရုရှားပြန်အလူဖြစ်လိမ့်မယ်ထင်တယ်နောက်ထပ်သတင်းတစ်ပုဒ်ကလည်းရေးမြို့နယ်တွင်စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းရေးတပ်များတိုက်ခိုက်စစ်တပ်အရာရှိအပါဝင်၄ဦးမျိုးစားဖြစ်သွားတယ်လို့ PDF ကပြောပါတယ်နော်ကဲနေရာတိုင်းမှာအချက်မဲ့စစ်ကောင်စီကတော့တဖြည်းဖြည်းကိုကျွေးနေတာပေါ့နော်ကဲခုရပိုင်းမှာတော့အားလုံးသိတဲ့အတိုင်းပဲမိုးလီဝသနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုခြေနေစိုးနေတာဖြစ်ပါရဲ့နော်အဲ့တော့မိုးလီဝသကအခုချိန်မှာဆိုတော့တော်တော်ကိုသတိထားမဲ့အခြေအနေကိုရောက်နေတာပါတယ်အဲ့တော့ ဒီမနေ့ကမန္တလေးမှာဆိုရင်တော်တော်လေးကိုပြင်းထန်တဲ့မုန်တိုင်းပုံစံတိုက်သွားတာတွေ့ရပါတော့အဲ့တော့ဒီနေ့မှာလည်းဒီမိုးလေဝသနဲ့ပတ်သက်ပြီးတော့အရေးပေါ်ထုတ်ပြန်လာတဲ့သတင်းလေးကြောင့်နားထောင်ကြည့်ရအောင်အဲ့တော့ဘယ်လိုနေရာမှာဘယ်လိုမျိုးမိုးကြီးနိုင်တယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်အခုဒီ၁၀ရက်ကနေ၁၅ရက်အတွင်းကတော့တော်တော်လေးကိုသတိထားမဲ့အခြေအနေပေါ့နော်ဘာလို့လဲလေပြင်းနေရဲ့ဝင်းတွေဖြစ်ပေါ်နေတယ်လို့လည်းပြောတယ်ပေါ့အဲ့တော့မိဘပြည်သူများအားလုံးပေါ့နော်မိုးလေဝသသတင်းကိုအာမိုးလေဝသပေါ့နော်သတင်းကိုနားထောင်ပြီးတော့မိမိတို့ဒေသမှာရှိတဲ့မိုးလေဝသကိုသတိထားဖို့ပေါ့နော်တော့တင်ဆက်လိုက်ပါနော် အဲ့တော့ဦးရှိတိတင်ဆက်ထားတဲ့ဒီမိုးလေဝသသတင်းလေးတစ်ချက်တော့တွေ့ကြည့်လိုက်အောင်เนาะအဲ့ဒါဒီနေ့တွေ့ရင်မနေ့ပြန်တွေ့ပါเนาะတော်တော်အဲဒီမိုးကြီးတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့တုံ့ပြန်ထားဖြစ်ပါတယ်ဟာမိုးရွာသလိုပဲတချို့နေရာတွေမှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့သုံးသပ်လို့ရပါတယ်အဲ့တော့ဘယ်လိုနေရာတွေမှာဘယ်အချိန်မှာ မိုးတွေရွာမလဲဆိုတာကိုဆက်လက်လေ့လာမယ်ဆိုရင်ဒီကနေ့၁၇ရက်နေ့မနေ့တနာရီနေပြီးတော့မှ မနေ့6နာရီအတွင်းမှာရွာခဲ့တဲ့နေရာတွေကြည့်မှဆိုလို့ရှိရင် ကချင်ပြည်နယ်သခိုင်းတိုင်းအထက်ပိုင်းကအရှိပိုင်းမန္တလေးတိုင်းနဲ့သခိုင်းတိုင်းနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တရင်းနာရီတိုင်းတို့မှာနေရာကွက်ကြားနဲ့နေရာစိတ်စိတ်မိုးရွာသွားတာကိုတွေ့ရမှာဖြစ်ပါ မနေ့6နာရီကနေပြီးတော့နေ့လယ်7နာရီရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့ မြမာပြည်တောင်ပိုင်းတစ်ခုလုံးမှာနေရာစိတ်စိတ်မိုးရွာသွန်းမှာဖြစ်ပါတယ်အထူးသဖြင့်တနင်္လာရီတောင်ပိုင်းတိုင်းပေါ့နော်ဒီတိုင်းတစ်ခုလုံးနဲ့မွန်ပြည်နယ်အောက်ဖက်မှာဖြစ်ပါတယ်ထို့တူ နေပြည်တော်နဲ့မန္တလေးကြားတောင်ငူကြားမှာမိုးဖွဲရွာသွန်းနိုင်တယ်လို့ပဲစကိုင်းတိုင်းနောက်ချမ်းမှာ မိုးဖွဲဖွဲစတင်ရွာသွန်းမှာဖြစ်ပါတယ်တောင်နဲ့ဆေးဝါးရောင်ပြတဲ့နေရာတွေဖြစ်ပါတယ် သူတို့ဟာဆိုလို့ရှိရင်6နာရီအတွင်းမှာ တလက်မနီးပါးလောက်ရွာသွန်းနိုင်တဲ့အနေအထားဖြစ်ပြီးတော့ဒီအပြာရောင်ဒေသတွေကတော့ဓာတ်သမ၄လက်မရွာသွန်းနိုင်တဲ့အနေအထားဖြစ်ပါတယ်အဲ့တော့နေပြီးတော့ပြီးဖြူနဲ့ကြာပြီးနဲ့ဂျားထဲမှာရှိတဲ့ဒေသတစ်ခုလုံးဟာအင်မတန်မှကွက်ကြားမိုးကြီးနိုင်တဲ့အနေအထားရှိပြီးတော့ရခိုင်ရိုးမှာမှာလည်းမိုးကွက်ကြားကြီးနိုင်တယ်လို့ပဲ ကရင်ပြည်နယ်မှာမိုးကွက်ကြားကြီးနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။ထို့အတူချင်းပြည်နယ်တောင်ပိုင်းရခိုင်ပြည်နယ်မကွေးတိုင်းမန္တလေးတိုင်းတောင်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်။ထို့အတူပဲချင်းမိုင်ချင်းရိုင်းမဲဆောက်နဲ့ ထိုင်းနိုင်ငံတောင်ဘက်တွေမှာတချို့နေရာတွေမှာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်မဟာခြိုင်မှာတော့မိုးပပလေးရွာနိုင်တဲ့အနေအထားကိုခံမှန်းလို့ရရှိပါတယ်ဒီရွာခဲ့တဲ့ မိုးတွေဟာညနေ6နာရီနေပြီးတော့ည7နာရီနေပြီးဆက်တိုက် ရွာသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဒေသမှာနေထိုင်တဲ့လူတွေအားလုံးအထူးပြင်ဆင်သတိထားရပြီးတဲ့အခါမှာကျွန်တော်တို့မိုးပေါ်ကကြလာတဲ့ ရေစီးကြောင်းတွေဟာပုံမှန်စီးဆင်းမှုရှိမရှိဆိုတာကိုကျွန်တော်တို့ဒီဗီဒီယိုရဲ့အောက်မှာလာပြီးတော့သတင်းပို့ပေးကြဖို့မေတ္တာရက်ခံပါတယ်ကျွန်တော်တို့မြေအောက်ရေစီးဆင်းမှုကိုသုတေသနလုပ်နေပါတယ်အင်းဇန်နဝါရီနေ့အတွက်ကျွန်တော်တို့ဗမာပြည်အထက်ပိုင်းကမနေ့ပြန်အတွက်ပါနော်ချင်းပြည်နယ်မှာမိုးတီးထန်စွာရွာသွန်းနိုင်တယ်လို့ပဲရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းကဲမန္တလေးပါတယ်နော် မန္တလေးတိုင်းအောက်ပိုင်းနေပြည်တော်မကွေးတိုင်းရခိုင်ပြည်နယ်နဲ့ရခိုင်ရိုးမတို့မှာနေရာကွက်ပြီးတော့မိုးကြီးသလိုပဲပြည်ဖြူကယားပြည်နယ်ကရင်ပြည်နယ်တို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အေရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်နဲ့သတင်းသာရီတိုင်းတို့မှာဆက်လက်မိုးများပြီးတော့ကရင်ပြည်နယ်နဲ့သတင်းသာရီတိုင်းတချို့ဒေသတွေမှာ နေရာအကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ကျွန်တော်တို့ဒီကနေ့မိုးရွာသွန်းမှု ခမန်းချက်တွေနဲ့အာနေရှိတဲ့မိုးအနေအထားတွေကိုကျွန်တော်တို့ခမန်းသတိပေးတင်ပြသလိုပဲမြေပြင်မှာထူးခြားတဲ့ရေစီးကြောင်းဖြစ်စဉ်များကိုလည်းကျွန်တော်တို့ကိုသတင်းပို့ကြဖို့မေတ္တာရခံပါတယ်ကဲဒါတော့မလို့တန်တဲ့ပတ်သက်ပြီးတော့အထူးသတိပေးထားတဲ့သတင်းပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာရှင်းပြထားတဲ့အတိုင်းပဲဒီမိုးများပဲဒေတာတွေပေါ့เนาะအထူးပြင်ဆင်ဖို့လိုပါပါเนาะ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့နော်စကဆာရဲ့အမျိုးသမီးစစ်ကြောင်းမှုဥဆောင်တဲ့တက်စိတ်ကိုမိုင်းဆွဲတိုက်ခိုက်လိုက်တာပါနော်တော်တော်လေးကိုအချိန်ကြီးဆုပ်ပြပြပြုံးသွားတဲ့အနေအထားကိုတွေ့ရတယ်ဒါအပြင်ဒီအချက်မဲ့စစ်ကောင်စီရဲ့လေရင်မှုတွေထဲမှာပေါ့နော်ဒီဖေးရသီးတွေပါတယ်ဆိုတာကိုပြပြထားတဲ့ဟာတွေနောက်ထောင်ကြည့်အောင်နော်ပြောစစ်စင်ကြီးကလည်းဒီဟာလည်းအထိမမြောက်သေးဘူး။ဒါပေမဲ့ပျောက်တာပြည်ပြေဖွဲ့ပြည်ပြေပြည်နေသားပဲရှိသေးရအောင်။အဲဆိုကျွန်တော်တို့မြေပြင်နေသားကိုဒီကောင်လည်းတော့မကြောက်ဘူး။မိုင်းမကြောက်တာဒီကောင်နဲ့။အဲဆိုမိုင်းကိုတိုက်စိတ်ပိုက်စိတ်တိုက်ထောင်ရတယ်။နေရာတကာထောင်ရတယ်။ မိုင်းရောမိုင်းမိတယ်ထိတယ်ထတ်တိုးတယ်မိုင်းမိရထိတယ်အဲ့ဒီတမခွန်ခွန်ပဲတအားဆိုးတာကောင်းနေဩအခုတော့လုံးဝအပန်းရတယ်နော်အခုတော့အဲ့လိုပဲမိုင်းထိတယ်နော်သူတို့ရှိမှထိတယ်ခွကြော်ပြီးတော့ထတ်တိုးတယ်ထတ်ထိတယ်တုံးကျွန်တော်ထိမှကောင်းနေပြတ်ဆုတ်တာအမျိုးနေသားပေါ့အဲ့ဆိုတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီကောင်တွေထပ်တိုးလာတယ်မိုင်းထိပြီးတိုးလာတယ်ဆိုရင်ကျွန်တော်တို့ဒီနောက်ကအာဒီမှာအတင်းဆောင်နေတယ်ကျွန်တော်တို့ဒီတက်ခိုက်ရေးဖွဲရနေပြီးတော့ပြန်ပြီးချိန်မုန်းနေပေါ့အဲ့လိုလောက်ရတာပေါ့အရှင်းစေးအဲ့လိုတော့ရတယ် မိုင်းတွေကကျွန်တော်အတူအများကြီးရတယ်ဗျကျွန်တော်စီးရင်ထဲမှာဟိုအထူးကကြဆုံးစီးရင်120လောက်ရှိတယ်ဟုတ်ကဲ့ကံရတဲ့ကာလမှာပေါ့ဟုတ်တယ်ဟုတ်တယ်ဟုတ်လားအဲ့တော့အားရကြည်ဟုတ်ဆိုအော်ဟောအဲ့တော့သူတို့ကမှပထမကဟိုဟာကစစ်ကြောင်းမှုကဗိုလ်ကြီးဟိုယောက်ျားကိုယောက်ျားကိုအဲ့ဒါသူတို့အစင်မပြောလို့မသိမိုင်းခန္ဓာတိုးလို့ဆိုပြီးတော့မှအဲ့မှာစစ်ကြောင်းမှု main main ကလေးတယောက်လာနေတယ်ဟမ် မင်္ဂလိကြိုက်တာအဲဆက်ကြောင်မှုမင်္ဂလိကြိုက်ပြီးတော့တိုးတာတိုးတော့မှအဲတိုးတိုးချင်းတက်စိတ်တက်စိတ်လုံးပြုတ်တာပဲကျွန်တော်မိုင်းနဲ့တီးတယ်တွေ့တယ်ခုနှစ်ယောက်ကျဟုတ်ပါဒီကောင်ကပထမတော့အတကုံပြက်တယ်ကျွန်တော်အတကုံလော်တဲ့အရာများတာဘောဆိုတော့သူက60 60ကျော်အရာများတော့သူတို့အတကုံလော်နောက်ကျတော့ကျွန်တော်တို့ဟိုကတစ်ဖက်ကပြဝိုက်ဆိုတော့ရွာတို့တို့နှစ်ဖက်ညနှစ်ဖက်ညတိုက်တော့အရာတရာကျော်လောက်ရှိတယ်ဆိုပြီးမှဒီကောင်ကထွက်ပြေးတော့ပြန်ရောသုံးအောင်ကြပြီးတော့မှအဲ့လိုမဟုတ်ရဲ့ဒီကောင်ကဆဲခါမှလေဒီရောမလား

တို့ကဒါအိမ်မကတ်ရဘောက်တဲ့တခါကျရင်နေမှုတွေကကိုဘကပါရလေမှုတွေကရှိပြန်ရှိနေရလေအဲ့ဒါဆိုတော့သူတို့ချတာကိုလာထိနေမှာဆိုတော့ပြန်ခွာပေးရသေးတယ်အဲ့လိုအဲ့လိုရရှိသေးတယ်ရေမှုဖျဲပြီးတယ်လေလေငါစကန်းနေကြီးပဲလေမှုဖျဲပြီးတယ်လေမှုဖျဲပြီးတယ်လေငါစကန်းနာတွေပဲပိတ်ပြတာလေအင်းအဲ့လိုအဲ့လိုကိုကိုရကြအကြောက်ဖြောက်ရတာပေါ့အင်းအင်းခါကျကိုဘကလူကိုဘကလေမှုလာရင်ကိုကစကန်းနာတအားကတ်ထားရင် ထူလာလို့ကိုပါရောပါအောင်ပါဆိုလို့ပါတော့ပါဆိုလို့အဲခါကျပြဲပြောဆိုလို့ပဲလေးလာပါစေဆုတောင်းနေရတာဖြစ်နေအဲတကယ်ဒါအားဒါတော့ဟိုပါပေါ့အားလုံးဒီလူကြီးပိုင်းဆိုင်ရာတွေတည်စေခြင်းတဲ့ဇာတ်လေးတစ်ခုပြောချင်တာဒီအညာမှာလှောက်ရှားနေတဲ့တက်ရဲနေတာတကယ်တိုက်ကြပါတယ်လို့တကယ်ရဲကြတယ်နေမီစုံမှုမှုအတွက်လည်းတကယ်ဟိုအားကျုံမှတည်းရှိကြတယ်အမှသူတို့ဘာလို့လဲဆိုလက်နဲ့ခဲရမလုံလောက်ဘူးဗျကိုယ့်အနုကဝယ်ပြီးတော့မှ တရားသာတယ်ကောင်းကောင်းမထွက်ဘူးမထွက်ဘူးပေါ့ဗျာအဲ့ပါကိုကလည်းကိုရရရမြောက်ပြီးတော့စားစရာရှာရတဲ့အနေထားလေးရှိတယ်အခုယူနီဖောင်းမပြည့်စုံတဲ့တိုင်းရင်းနေအများကြီးရှိတယ်လက်လက်ခရရဆိုမပြောနဲ့ဗျာလက်လက်ခရရကချပိတာတော်တော်လေးအားနေရတယ်အထက်ကကျတော့ဘယ်လိုပြောမလဲရသေးခြင်းနဲ့နေမဆုံးမှုတအားရသေးခြင်းနဲ့ဘယ်ကကြည့်နေတော့တိုက်မှလဲတို့ခဲ့မဟုတ်ရင်ဟိုကနေဘက်ခွန်းနဲ့တိုက်ရအောင်ဘက်ခွန်းနဲ့တိုက်ရမှာလားလို့မေးကျင်တော့ ဟောနော်တကယ်တကယ်တော့ပြည်သူနာချပေးလိုက်ခဏတွေရတယ်အဲ့နေရာတွေဩအဖွဲတွေစိတ်ကတော့ရှိတယ်နော်အဖွဲတွေကတကယ်လောက်လောက်ရတယ်တကယ်လောက်ကြတယ်ဒီကောင်တွေဘက်ကအားနေချက်ကပါလဲဆိုရင်အဲဘယ်လိုပြောမလဲကျွန်တော်တို့ကအစောတုန်းကအာနှစ်သား၃နှစ်သား၄နှစ်သားတော့အတီးတီးပြောခဲ့ကြတာဒီကောင်တွေဒီကောင်တွေစီမှာရှိတဲ့ကစိတ်ဓာတ်လဲစိတ်ဓာတ်ဆွဲရလည်းမပြေပါဘူးတိုက်ဆွဲရလည်းမပြေပါနဲ့ဆွဲခေါ်ထားတဲ့ကောင်တွေဆွဲကန်နေอืมအဲ့ဆိုတော့နည်းနည်းတိုက်လိုက်ရင်ကောင်တွေထွက်ပြေးတာအခု တိုက်ရသားလွယ်တာအရင်ကအခုတမခွခွန်တို့အပူကနားတွေတိုက်ရတော့မခက်ဘူးဗျာတိရမလားเนเน่ตายจ๋าแล้วพี่พี่เออเออโอเคด่าเราเนาะอัญญามีเนี่ยดีไตปวยตะเล่นไม่ขึ้นไปเนาะเล่นนักเคไม่ปี้มือสุดเลยไตไตเนี่ยลุตาป่ะเนาะเล่นนักเคน่ะปี้ส่งเลยสุดเนาะอนีนาสแกนเนี่ยอกงเต้นลุยได้อนีทามาตุ่ยเนี่ยไปเนาะโอเคเนาะตะเล่นบุกก็တော့ดีบะหมอไตปวยอ่ะบลาวที่ต่างเยจี้เลยสุดากูต้องตัดติดแม้ทายตะเล่นด่าเราจี้ล่ะเนาะเซนน้วยลาดามา ဗမော်မြို့သိန်းတိုက်ပွဲကအပြင်းထန်ဆုံးနဲ့အခက်အခဲဆုံးဖြစ်ပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်း KIA ကကချင်ပြည်နယ်မှာ၁၄မြို့နဲ့ရှမ်းပြည်မြောက်ပိုင်းမှာတမြို့စုစုပေါင်း၁၅မြို့ကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။ဗမော်မြို့ရဲ့တည်နေရာဟာစစ်ရေးအရာဗျူဟာမြောက်နေရာမှာရှိနေတယ်လို့စစ်ရေးလေလာသူ၄ဦးက သုံးသပ်ထားပါတယ်။ကျွန်တော်တို့ကချင်ပြည်နယ်သားမကပဲနဲ့အဓိကသူ့ရဲ့လမ်းကြောင်းကအညာဒေသဖြစ်တဲ့ အထူးသဖြင့်စကိုင်းတိုင်းမှာကျွန်တော်တို့စစ်ရေးကောင်းကောင်းမွန်မွန်သွားလာနိုင်ဖို့အတွက်ဖြစ်တယ်လို့ကချင်းစစ်ရေးလေလာသူတဦးကသုံးသပ်ပါတယ်။အေယာဝတီမြို့အရှိတ်ပိုင်းမှာတည်ရှိတဲ့ဗမော်မြို့ကိုသိမ်းနိုင်ပြီဆိုရင်စစ်ကောင်စီဟာကချင်းပြည်နယ်မှာအေယာဝတီမြို့အရှိတ်ပိုင်းကဒေသတွေအလုံးဆုံးရှုံးသွားမှာဖြစ်တယ်လို့ CDM စစ်သားစင်ယောက သုံးသပ်ပါတယ်။ဒါအပြင်တရုတ်နိုင်ငံနဲ့ချိတ်ဆက်နိုင်ဖို့ရောနေဆက်ကုံသွေးလမ်းကြောင်းပေါ်မှာရှိလာကြောင်းပါအရေးကြီးတဲ့အပြင်ဗမော်ကိုရရင် ိုင်းမော်အထိဖြတ်တောက်ပြီးဖြစ်လို့အလွန်အရေးပါတဲ့တည်နေရာမှာရှိနေတာလို့သူကပြောပါလေ။တခြားစစ်ရေးသတင်းရင်းမြစ်တအူးကလည်းဗမော်ဟာကချင်ပြည်နယ်မှာမြစ်ကြီးနာပြီးရင်စစ်ရေးအရာဒုတိယအချက်အချာကြားရမျိုးဖြစ်တယ်လို့ဗမော်မျိုးသိမ်းနိုင်ပြီဆိုရင်တော့ကချင်ပြည်မှာကြံရှိနေတဲ့မျိုးတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ထပ်သိမ်းဖို့ကအခက်အခဲသိမ်းမရှိတော့ဘူးလို့သုံးသပ်ပါတယ်။ဗမော်မျိုးတည်နေရာကမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခတိရှိတဲ့မြို့တော်မြစ်ကြီးနားထက်တောင် စစ်ရေးအရာရေးကြည့်ပြီးကချင်းပြည်နယ်အတွက်အဆုံးဖြတ်တိုက်ပွဲလို့လေးဦးမြောက်စစ်ရေးလေလာသူကပြောပါတယ်။ကဲကချင်းပြည်နယ်စစ်ရေးမြစ်ကြီးနားမြို့မှာမပါခါရှိပေမဲ့ဗမော်မြို့တိန်းနိုင်ရင်မြစ်ကြီးနားကိုတိန်းဖို့မခက်ခဲတော့ဘူးလို့သူကဆက်ပြောတာပါ။ဒါအပြင်ကချင်းပြည်နယ်အတွက်တင်အရေးကြီးတာမဟုတ်ပဲကချင်းပြည်နယ်နဲ့စကိုင်းတိုင်းကိုချိတ်ဆက်ဖို့တနည်းအားဖြင့်ကချင်းပြည်နယ်နဲ့ຫນွေဦးတော်လှန်ရေးရဲ့အဆုံးဖြတ်ဖြစ်လာမဲ့မြေပြန့်ဒေသတွေကိုချိတ်ဆက်ဖို့အတွက်လဲဗမော်ဟာအလွန်အရေးကြီးတယ်လို့သူတို့ကတညီတညွတ်ထဲသုံးသပ်ကြပါတယ်။ ဒါကြောင့် KIA ဥဆောင်တဲ့တော်လှန်ရေးတပ်တွေကဗမော်မြို့ကိုသိမ်းပိုက်နိုင်ဖို့စစ်ကောင်စီအတွက်တော့ဗမော်မြို့လက်မလွတ်ရဖို့အပြင်းအထန်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။စစ်စင်ရေးကာလ9လကျော်အတွင်းမှာ KIA နဲ့ပူးပေါင်းတပ်တွေကအမှတ်6000ခွန်တန်းချက်ကတက်ရင်စက်ကခ21နဲ့ဆက်ဆက်တည်ရှိနေတဲ့အမြောက်တပ်အာမတ366ခါလာရ236တင့်ကားတပ်တန်းချက်ကတပ်တွေအပြင်ဗမော်လေရင်ကွင်းတစ်ခုလုံးစတဲ့စစ်တပ်စခန်းတွေတက်ရင်တွေကိုသိမ်းပိုက်ထားပါတယ်။ စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်မှာ KIA ကအရေးပေါ်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးတွေလုပ်နိုင်ဖို့ April 2ရက်နေ့ကနေ22ရက်အထိယာယီအပြစ်ရခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီယာယီအပြစ်ရကာလအတွင်းမှာလဲစစ်တပ်ကဗမော်မြို့ကိုဘုံဇက်တိုက်ကျဲချခဲ့ပါတယ်။ April 25ရက်နေ့မှာတော့ KIA နဲ့မဟာမိတ်တွေကစကခ21ခလရ40ခွန်စေတက်ထောက်ပို့တက်နဲ့အင်ဂျင်နီယာတက်စတဲ့တက်ရင်တွေဌာနချုပ်တွေကိုအပြီးသက်သိမ့်ပိုင်နိုင်ဖို့ ပြန်လည်ထိုးစစ်ဆင်းနေတာကြောင့်တိုက်ပွဲတွေကပြင်းထန်နေပါတယ်။မေလဆန်းမှာဆိုရင်စကခ21အထိတော်လှန်ရေးတပ်တွေကဖောက်ထွက်ပြီးဌာနချုပ်ကိုတင်ပိုက်ဖို့ထိုးစစ်ဆင်းနေပြီလို့သတင်းရင်းမြစ်တွေကပြောပါတယ်။ဒါပေမဲ့တိုက်ပွဲနောက်ဆုံးအခြေအနေတွေကို KIA ကထုတ်ပြန်တာတော့မရှိသေးပါဘူး။စစ်တပ်ကလည်းဗမော်မှာဖိခန့်နေရတာတတ်သားစီဖို့အတွက်ဖားကန့်ဒေတာကိုစစ်ကူတွေပို့ဖို့စ조사တယ်လို့ဝိုင်းမော်ဘတ်မြေဆောင်စီမံကိန်းရှိတဲ့ဒေတာတွေမှာစစ်ကြောင်းတွေအလှုပ်ပြပြီးစစ်ကစားပါတယ်။ ဖားကန့်စီစစ်ကူစစ်ကြောင်းပို့တာကို KIA KPDF နဲ့ပူးပေါင်းတပ်တွေကအစင်းစင်ဖြတ်တောက်တိုက်ခိုက်တာမှာတိုက်ပွဲပြင်းထန်သလိုစစ်တပ်ဘက်ကတေဆုံဒဏ်ရာရသူလည်းများခဲ့ပါတယ်။ကဲဒါကတော့နော်ဘမော်မျိုးကဘလောက်ထိရည်ကြီးလဲဆိုတော့တုံးသက်တင်ပြထားတဲ့သတင်းဖြစ်ပါနော်။အဲ့တော့ဘမော်မျိုးကတော့တကယ်ဆိုရင်အသိပိုက်နိုင်လိုက်ပြီလို့ပြောလို့ရတဲ့အချိန်ကြီးရောက်တဲ့အချိန်ကြာမှာပဲစစ်ကူကရောက်လို့ပဲပြန်တိုက်နေရတဲ့အနေအထားတွေလည်းတွေ့နေရပါနော်။အဲ့တော့ချမ်ပီယံစစ်ကောင်စီကတော့ဒီမရရအောင်နော်။ မနေ့ခုခံတဲ့အနေအထားမှာတွေ့ရပါတော့ရှိသမျှအကုန်လုံးအမှတုံးထားတဲ့အနေအထားမှာတွေ့ရတယ်အဲ့တော့ KAI ကလည်းရသမျှဆွမ်းကုန်ချနေတာတွေ့ရပါတော့အဲ့တော့မချခင်ဗမော်မျိုးချပြတာနဲ့အချမ်းပဲစစ်ကောင်စီမင်းအောင်လည်းကတော့အသက်ရှူဖို့ပေါ့နော်တော်တော်လေးပိတ်သွားမယ့်အနေအထားဖြစ်ပါတယ်နော်အဲ့တော့ညာမြင်းနဲ့သာပေါင်းဆက်နိုင်နေဆိုရင်တော့တကယ်ပွဲရတော်တော်လှပြီပေါ့နော်အဲ့တော့တော်လိုင်းတော်လိုင်းတစ်ဖွဲ့တည်းကတည်တယ်ဒီနေ့ကတော့မနိုင်လို့မဖြစ်ဘူးဆိုတော့စိတ်နဲ့ချနေတာဖြစ်တဲ့အတွက်ပေါ့နော်နိုင်အောင်ချမှတည်ကြပါတယ်နော် ကဲနောက်ဆုံးပြည်လေးကတော့ရုရှားကနေပေါ့နော်ဖိဘူးတောင်းထောင်ပြီးပြန်လာတဲ့ဂျပန်မင်းအောင်လိုင်ကိုနော်ဒီလေးပေါ်မှာအင်တာဗျူးတဲ့ကိစ္စနဲ့ပတ်သက်ပြီးကိုစီရဲ့သုံးသပ်ချက်နောက်အောင်ကြည့်အောင်နော်ရုရှားပြည်သူတွေကတော်တော်တံပိုးလျက်ထားတယ်ဂုံလည်းယူကြတယ်အင်းအဲဆိုပေပြည်တော်စုကြီးဟိုဒါကိုကျူကျော်တက်ခတ်တဲ့ဒီဖက်စစ်နာစီတွေပေါ်မှာသူတို့လူ26တန်းကျော်အသေးခံပြီးတော့မှအဲပြန်ပြီးမြန်ဆန်နိုင်ငံအချို့ချာအာနာပြန်လည်းရရှိဖို့အတွက်တိုက်ခတ်ခဲ့တာပေါ့ ဒါကြောင့်တို့လည်းတိတံပူထားပါဘူးပြောတာအကျက်လာတာမသိဘူးဒါကျွန်တော်အလေးထားမှကိစ္စပေါ့မြန်မာနိုင်ငံလည်းဖက်စစ်ဒေါ်လာကြီးတမန်ကြောင်နဲ့ရှိခဲ့တယ်အဲတမ်ဘရွန်နဲ့ပြည်သူပေါင်းပြီးတော့မှလွတ်လာရဲ့ရအောင်လည်းတိုက်ခတ်ခဲ့တဲ့တမန်ကြောင်နဲ့ရှိတမန်ပေါင်းတဲ့ပြည်သူတမန်တော်ဖြစ်တဲ့တမန်ကြောင်မှာအဲဒါကြောင့်ဒါလည်းကျွန်တော်တို့အနေနဲ့အဲဒီအောင်ဆက်လက်ထိန်းသိမ်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခုကနိုင်ငံတော်ကာကွယ်တောင်အင်အားရှိရင်ပေါ့ဗျာနော် တော့တက်မတော့အင်အားရှိလို့ရှိရင်အင်အားရှိပေါ့နော်အခုတော့အင်အားမရှိတော့ဘူးကြည့်အင်အားရှိပဲဆိုတဲ့ဟာတော့ပေါလင်းပါတယ်ဗျာဒါပြည်သူအားလုံးကိုလည်းနိုင်ငံချစ်စိတ်မျိုးချစ်စိတ်တက်ဒီတည်းပို့ပြီးတော့မှရှိအောင်ဆောင်ရွက်ပြုဖို့လိုအပ်လိုအပ်ပါလိမ့်မယ်ဒါမှသာပြည်သူဟိုအဲ့ညမှာကျွန်တော်တခုမေးချင်တယ်လက်ရှိဒီစစ်ခေါင်းဆောင်တွေနဲ့ဒီစစ်ခေါင်းဆောင်တွေရဲ့စကလုံးကတော့အခုဆိုဒါမင်းအောင်နိုင်ကလည်းထုတ်ပြောတယ်မျိုးချစ်စိတ်မျိုးချစ်စိတ်ဆိုတာမျိုးချစ်စိတ်ဆိုတာဘာကိုပြောတာလဲဘယ်အမျိုးကိုချစ်ဖို့ပြောတာလဲ ်မြန်မာနိုင်ငံမှာတိုင်းနဲ့တည်း35မျိုးရှိတယ်လို့နော်သူတို့ပြတန်းထားတယ်အဲ့တော့မျိုးချစ်စိတ်ဆိုတဲ့စကားလုံးကတိုင်းရင်းသားတစ်မျိုးကြီးစင်းကိုကိုယ့်မျိုးကိုချစ်ကမှန်းတာဒါမှမဟုတ်မြန်မာနိုင်ငံသားအားလုံးကိုချစ်ကမှန်းတာသူတို့ကိုယ်တိုင်မတဲခွဲဘူးမျိုးချစ်စိတ်ဆိုတာဘာကိုပြောတာလဲအရင်ခက်ကမျိုးချစ်စိတ်ဆိုတာကတော့ကျွန်တော်အမြင်ပြောရရင်အရင်ခက်ကလူတွေဟာရည်ကြီးရမျက်နှာရွှေ့ပြောင်းသွားလာနေထိုင်ကြတယ်အဲ့ဒီအချိန်မှာတူလူမျိုးတူအုပ်စုနဲ့တူတွားလာနေထိုင်တာဖြစ်တဲ့အတွက်ရက်ွက်လိုဟာမျိုးအစုတစုမှာ เนาะဒီလူမျိုးပဲရှိတယ်အခြားလူမျိုးမရှိအဲ့တော့သူတို့ကဒီလူမျိုးကိုကာကွယ်စောင့်ရှောက်တယ်ဒီတည်းအားကောင်းမောင်းတန်เนาะတိုက်ရိုက်ခိုက်စွန့်ရင်ပြည်စုံတဲ့ယောက်ျားတွေကဥဆောင်ပြီးတော့ဒီလူမျိုးတွေအတွက်เนาะဒီအခြားတကဝါတွေကအစပြီးတော့လူလူချင်းလာရောက်ရံပြုတ်မဲ့အရာတွေကိုကာကွယ်ပေးတယ်မျိုးချစ်စိတ်ကိုเนาะအဲ့ဒီကစတဲ့မျိုးချစ်စိတ်ကိုပြောရမှာဒါလူရိုင်းခက်ကနေစလာအဖြစ်ဖြစ်နေလူတွေကများလာတယ်အခုအရင်ခက်ကဆိုဘရင်တွေခက်ကဆိုရင်မွန်ပြည်နယ်ဆိုရင်ဒါမွန်လူမျိုးပဲရှိတယ်မွန်ဘရင်အုပ်ချုပ်တယ်အဲ့တော့ဒါမွန်နေရမွန်မျိုးချစ်စိတ်ရှိမယ် ရခိုင်ပြည်နယ်ဆိုတဲ့ရခိုင်ပြည်ရှိတဲ့ရခိုင်လူမျိုးတွေပဲနေထိုင်တယ်။အစတဖြစ်ဗမာနေရာတွေဆိုဗမာဒါပေမဲ့ဒီနေ့ခေတ်ရောက်လာတဲ့အချိန်မှာကျွန်တော်ဒီနေ့ခေတ်က ID ခေတ်ပြုပါရင် globalization မူကိုတွားနေတဲ့အချိန်ကြကဘာကြီးကရွာကြီးတွေရွာလို့ဖြစ်နေတဲ့အချိန်မှာကျွန်တော်မျိုးချစ်စိတ်မျိုးချစ်စိတ်ဆိုတဲ့စကားလုံးဟာဘယ်နေရာကိုချစ်ကမှလဲဆိုတဲ့အပေါ်မှာတိမို့လို့ဒါပေမဲ့လက်ရှိမြန်မာပြည်မှာပြောနေတဲ့စစ်ခေါင်းဆောင်တွေကိုယ်တိုင်ဝန်ဆာမျိုးချစ်စိတ်ဆိုတဲ့စကားလုံးဟာသူတို့တကယ်ပဲအမျိုးကိုချစ်တဲ့စိတ်နဲ့ပြောတာလား သူတို့အတွက်လက်နဲ့အဖြစ်အသုံးချတာလားအဲ့ဒါအဖြစ်ပဲလက်ရှိမြန်မာနိုင်ငံမှာမျိုးချစ်စိတ်လို့ပြောမယ်အဲ့ဒါမျိုးချစ်စိတ်ဆိုကဘာဦးစားလာတဲ့အသုံးချနေတာအတိုင်းဆိုရင်ကျွန်တော်တို့ကဗမာကလည်းဗမာလူမျိုးပဲချစ်ကြမယ်မွန်ကလည်းမွန်လူမျိုးပဲချစ်ကြမယ်ကရင်ကလည်းကရင်လူမျိုးပဲချစ်ကြမယ်အဲ့ဒါဆိုရင်တိုင်းသား135မျိုးနေထိုင်တဲ့ဟဲ့ဒီတိုင်းပြည်ကအစိမ့်စိတ်အပေါ်မှာကွဲလို့ရလားမရဘူးလားအော်တဖက်မှာသူတို့ပြောတော့တိုင်းသားစီလုံးညီညွတ်ရေးဒါပေမဲ့တပတ်မှပြောတော့မျိုးချစ်စိတ်အဲ့တော့သူတို့ပြောတဲ့စကားနှလုံးတည်းအမီးနဲ့အမောင်တဲ့လား ဲ့တော့မျိုးချစ်စိတ်ဆိုတော့ဘာလဲဒီနေ့ခေတ်မှာမျိုးချစ်စိတ်ဆိုတာမရှိတော့နိုင်ငံချစ်စိတ်ပဲရှိတော့မယ်ဒီနိုင်ငံထဲမှာရှိတဲ့နိုင်ငံသားမှတမန်ဟာအမျိုးပဲမင်းကမင်းကလားပဲမင်းရခိုင်ပဲမင်းမွန်ပဲမင်းဗမာပဲမင်းလို့ဖြစ်မင်းမြန်မာနိုင်ငံသားမှန်မြန်မာနိုင်ငံသားစစ်ဖို့လိုတယ်မင်းမြန်မာနိုင်ငံသားတကယ်အမှန်အကန်ဆိုရင်မင်းနဲ့ငါဟာညီကိုပဲအမျိုးပဲအဲနောက်တစ်ခါမြန်မာနိုင်ငံအတည်ပြီးတော့တက်ကြစွာပါဝင်ဆောင်မယ်ဆိုတဲ့အကြောင်းအကြတဲ့ကျွန်တော်ပြောဖြစ်ပါတယ်မြန်မာနိုင်ငံဖြစ်ဖို့ပြောင်းလဲဖို့အခြေအနေလေးအကြမ်းမြင့်ကျွန်တော်ရှင်းပြနိုင်ခဲ့ပါတယ် ်လည်းကတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးစင်းညာအကောင့်တွေဖော်မှုနဲ့ပတ်သက်အကောင့်တွေပေါ်မြင့်တရင်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဆွေးနွေးဖြစ်ခဲ့ပါတယ်နောက်တစ်ခါကျွန်တော်မြန်မာနိုင်ငံမှာတမန်တော်ကြီးပါဗျာနော်မြန်မာနိုင်ငံမှာကျင်းပပြုလုပ်မဲ့ပါတီသူဒီမိုကရေစီရုပ်ောက်ခွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ရဲ့ကျွတိပြစီမှုဘန်းနဲ့ရုပ်ောက်ခွဲကိုလည်းအားပေးထောက်ခံတဲ့ကြောင့်လို့ဒါလေးကိုထပ်ပြီးပြောပါရတယ်ဗျာအာနော် ရွေးကောက်ပွဲနဲ့ပတ်တလို့အပိထောက်ခံတယ်ဆိုတဲ့အကြောင်းကိုပြောတယ်ဆိုတော့ဒါမင်းအောင်နိုင်ကပါဇက်ကပြောတာလက်ရှိမင်းအောင်ဒီမြန်မာနိုင်ငံကအာဏာသိမ်းခေါင်းဆောင်နဲ့တွဲဆုံမှုနဲ့ညင်ညာချက်မှာတရုတ်နိုင်ငံကတော့အဲ့ဒီအကြောင်းလုံးဝထက်ပြောထားတာမတွေ့ရအောင်။နော်တရုတ်နိုင်ငံညင်ညာချက်မှာအဲ့တော့မင်းအောင်နိုင်ပဲပလီပလာပြောရလားတရုတ်ကပဲဒီဟာကိုလူတိမှာဆိုလို့ထက်မညင်ညာပေးတာတော့မတည်ဘူးဒီနှစ်ခုတစ်ခုမှုပဲ။အဲတွေ့ဆုံတာဆွေးနွေးရတဲ့ဟိုကောင်းမွန်တဲ့ရလာကောင်းတွေရရှိတယ်ဆိုတာတွေကျွန်တော်ပြောချင်ပါတယ် ်ရှင်းပါတယ်မင်းအောင်နိုင်ရကိုလည်းအရှင်းမှကျွန်တော်ပြောခဲ့သလိုပဲเนาะအခုမင်းအောင်နိုင်မျက်နှာကိုကြည့်ကျွန်တော်တို့အာနာတိန်ကဇာတုံးက AMG ကဟိုအဖွဲ့နဲ့သွားတွေ့ဒီဖွဲ့နဲ့သွားပြီး AMG တက်ဆိုင်ရဒေါက်တာဆာဆာတို့เนาะအဲဒေါက်တာဇော်ဝေစုတို့ဟုတ်တယ်မလားဟိုနိုင်ငံကသွားတွေ့ဒီနိုင်ငံနဲ့သွားတွေ့ဟိုနိုင်ငံလွတ်တော်မှတ်တွေဟိုနိုင်ငံကောင်းเนาะအဲ့ဒီအချိန်မှာဘာဖြစ်လာလဲအဲ့ဒီအချိန်မှာကျွန်တော်တို့ကိုမင်းအောင်နိုင်ကဘဒူးနဲ့မှမတွေ့ဘူးပုံစုပ်ပဆက်ပြစ်ခံထိတယ် ကျွန်တော်တို့တွေပြေးရတယ်အောက်မှာရဲဘော်တွေတေးတယ်ကလေးတွေတေးတယ်ဆန္ဒပြလူငယ်တွေဖမ်းခံထိတယ်နိုင်ငံသမားတွေဖမ်းခံထိတယ်ရဲစဲတပ်ခံထိတယ်နော်ဘာလို့ဆိုကျွန်တော်တို့မှာအဲ့ဒီမှာဖြူခပြကဘာမှမရှိဘူးအဲ့ဒါနဲ့တဖြည်းဖြည်းအခုဒီနေ့ရောက်လာတယ်ဒီနေ့ကျွန်တော်တို့တွေဘယ်တော့တိန်းနိုင်နေတယ်မင်းတို့နိုင်ရဆားသွားတဲ့အချိန်မှာတနေ့နိုင်တိုင်းမှာဘယ်တော့ပါသွားလဲစကမ်းပတက်ကုန်တိန်းနိုင်ကျဆောတယ်ဟုတ်တယ်အေးမင်းတို့နိုင်ရတော့ဖြူခပြကပြန်ဖြစ်နေဘဝရောက်ဝင်အဲ့ဒါအဖြေပဲနော်ဝိဆိုတာမော်တော်မလို့အော်တိုလေတယ် ကျွန်တော်တို့ဒီအာဏာရှင်ကိုပြုတ်ပြုတ်နိုင်ရမယ်အဓိကဒီနေ့တဲ့ PNN ဖွဲ့ကကြံအချက်ထုတ်ထားတယ်ဒါကတော့ဒီလက်တဆုပ်ဆက်စစ်ဖို့ချုပ်လူတစုကိုအတက်ပေးပြီးမတိုက်ကြဘဲနဲ့เนาะလာရောက်အလင်းဝင်ဖို့ဖိတ်ခေါ်ထပ်ပြီးတော့ဖိတ်ခေါ်ထားတယ်အဲ့တော့စစ်ကောင်းဆောင်တွေအနေနဲ့သူတို့ကတော့အဆုံးစွန်ကြီးသွားနိုင်တယ်အောက်ခြေတက်မှုပုံမှုအရာရှိကြက်စစ်တီတွေအနေနဲ့ကတော့စဉ်းစားကြပြီးတော့တက်မတော်ကိုပြုတ်အောင်တိုက်နေတာမဟုတ်ဒါပေမဲ့အဲ့ဒီမကောင်းတဲ့တက်မတော်ကြီးကိုဖက်တော်ထားမလားဒီတက်မတော်ကိုကောင်းမွန်အောင်ပြည်သူနဲ့လက်တွဲပြီးဆက်လုပ်ကြမလား ဒီတိုင်းပြည်ရဲ့အချုပ်အာဏာဆိုတာပြည်သူချီမှာမရှိရမယ်တရုတ်ချီမှာရှိစရာမလိုခမရတို့အကောင်းဆောင်အခုလုံနေတာဒီတိုင်းပြည်ရဲ့အချုပ်အခြာဘလူးချီမှာရှိတာပေယုတ်ကသေဆိုရင်သေရှင်းဆိုရင်ရှင်းဒီဘအာကိုပစိယိုအစိုးမြင်ဝါဒီများအစန့်ကျင်ကြလို့អော်ခဲ့တဲ့သူတို့ကိုယ်တိုင်ပဲအဲ့ဒီဒီဘကိုအကူအညီတောင်းပြီးလာရှို့ပြန်တောင်းရတဲ့အဆင့်เนาะလာရှို့ပြန်အကူအညီတောင်းရတဲ့အဆင့်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီတော်လှန်ရေးမှာ စီးလုံးညီညွတ်စာတွားနိုင်ရင်ကျွန်တော်မနိုင်စရာအကြောင်းကိုမရှိဘူးမှန်ပဲအဓိကစီးလုံးညီညွတ်မှုပဲ fighting ကျွန်တော်တို့နိုင်အောင်နိုင်ရမယ်ကဲဒါတော့ကုစည်းပြီးတော့ fight ဖြစ်ပါတော့အဲ့တော့ champ main online russia နေပြန်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တုံးသက်ပေးထားဖြစ်ပါတယ်နော်အဲ့တော့ဒီရှိချစ်ပြင်နေတော့ကောင်းကောင်းမဆွေးနွေးခဲ့ရဘူးအာဒီတူအပဲလိုက်ပြီးတော့ဖားရနေခဲ့ရတယ်ဆိုတာကိုကျွန်တော်သတင်းတွေမှာတွေ့ရပြီးဖြစ်ပါတယ်เนาะအဲ့တော့ဘာဖြစ်ဖြစ်အမျိုးသားကြီးဆိုတဲ့ကိစ္စတွေမှာလည်းဒီအမျိုးသားကြီးနဲ့ပတ်သက်ပြီးတော့သူတို့ဓာကြီးကို ဒိုင်းလိုမျိုးအကာအကွယ်ယူပြီးမှာပါနော်သူတို့ပြောချင်တယ်ပြောလို့ချင်တယ်လို့ပြီးတော့ဒိုင်းကိုအသာစီယူထားတဲ့အနေထိုင်လေတွေ့ရပါနော်အခုဆိုဇော်ဘိုဟင်းနဲ့ဒီမိုးခိုင်ဆိုတဲ့ဒီအမျိုးသားဒီအမျိုးသမီးနဲ့ပါနော်ဒီပြည့်စက်ပြဿနာဆိုရင်လည်းဒါကဒီသူတို့ကင်ဆွေးထားတဲ့ဟာပါနော်အဲ့တော့ဒီအမျိုးသားကြီးဆိုတာကသူတို့စစ်တပ်ထဲမှာတော့ပါမနော်ဒီစစ်ကောင်စီထဲမှာတော့မတော်တော်လေးကိုတခုနဲ့တခုကအထိမခံတဲ့အနေထားမှာတွေ့ရပါနော်အခုဆိုလဲဇော်ဘိုဟင်းကဆိုရင်ဘလောက်တော့ကြောက်ရလဲဆိုရင်ဝီယတူစီမှာပြေးပြီးကတ်ပြီးမှာပါနော်ဒီတော့ဖားနေရတယ်အစ်စင်တော်ရောက်သွားတယ်ပါနော်ဘာလို့ဆိုတော့ဒီ မျိုးသားရင်းနဲ့ပတ်သက်လာရင်ဝီရဲသူတို့ကဒီခေါင်းဆောင်နေဆိုတော့ဗောနော်အခုဆိုရင်ဂျမ်ဒီဇော်ဘုံကြီးဆိုစစ်တက်ကိုသာသူတို့လုံးဝဗောနော်ထောက်ခံလာတဲ့သူတော်မှအခုဆိုရင်ဒီအမျိုးသားရင်းနဲ့ပတ်သက်လာရင်သူမလို့ရဲလို့ဗောနော်ဝီရဲသူစီမှာသွားပြီးကတ်တဲ့အနေထားဖြစ်ပါတယ်နော်အဲ့တော့သူတို့ရဲ့ရန်ပွဲကလည်းဘယ်လိုဖြစ်လာအောင်လဲဆိုတော့မသိပါဘူးခွေးနှကောင်ကြိုက်တာဘသူပဲရှုံရှုံဘသူပဲနေနေဗောနော်ကျွန်တော်တော်လိုင်းအဖွဲ့တွေထွက်ကတော့ဘာမှရေခုံစရာမရှိဘူးဗောနော် ဟုတ်ကဲ့ဒီညအတွက်သတင်းတင်ဆက်မှုဗီဒီယိုဒီလောက်ပဲဟုတ်ကဲ့ဒီညအတွက်သတင်းတင်ဆက်မှုဗီဒီယိုဒီလောက်ပဲဖြစ်ပါရဲ့နော်အဲ့တော့မိဘပြည်သူများအားလုံးပဲအဲမိုးရသည်ထဲကိုရောက်လာဖြစ်တဲ့အတွက်ပဲနော်ရာသီဥတုအခြေအနေလေးတွေကြည့်မှဒေသကြဖို့ကိုမှာရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရဲ့နော်ဟုတ်ကဲ့အဆအဆုံးကြည့်ပေးတဲ့မိဘပြည်သူရောက်စီတိုင်းအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့အကြပ်ဖက်မင်းအောင်လိုင်းစစ်ပေးငလင်ပေးမိုးဘေးကနေကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ